်ကျင်းကျင်းဒီလိုသရဝါမျိုးတွေက AI ဖြစ်လို့မရှိဘူးလို့တင်းတကယ်ပြောနိုင်လားအဲ့လိုသရဝါမျိုးတွေကတကယ်ရှိနိုင်ပါတယ်ကိုမတွေ့ဘူးလို့မရှိဘူးဆိုပြီးတော့ပြောလို့မရဘူးဗျဘာလို့လဲဆိုတော့လူတွေကကိုမျက်စိအောင်းမှာရောက်လာတော့ပဲမြင်တာကိုမမြင်ရတဲ့အရာတွေကအများကြီးပါပဲဘာပဲလို့ထူးဆန်းတဲ့သရဝါတွေကိုမမြင်ရတဲ့သရဝါတွေအများကြီးရှိတယ်လို့ဆိုရင် ထူးဆန်းတဲ့ကံတွေလုပ်နေလို့ပဲဖြစ်ပါတယ်။ကံတရားကြီးဟာစမ်းကြယ်တဲ့အတွက်ကြောင့်စမ်းကြယ်တဲ့တရားတွေရှိနေရတာပဲဖြစ်ပါတယ်။သမုဒ္ဒရာထဲမှာရှိတဲ့မကြောက်ဘူးတဲ့တရားတွေဆိုရင်အများကြီးရှိတယ်။ယူဇေယူဇနာယာနဲ့ချီပြီးတော့ရှိတဲ့တိမိငါတိမင်္ဂလာငါတိမိတိမင်္ဂလာငါတွေနောက်ပြီးတော့အတုရာနတ်တွေနဂါးတွေခန္ဓာပတွေနောက်ယူဇနာ100 200 300 400ရှိတဲ့အတ္တဘောကြီးတွေလောက်ရှိတဲ့ သရဝါရီယာတမုဒ္ဒရာထဲမှာအများကြီးပဲအဲ့ဒါဘုရားဟောပါဠိတော်မှာရှိပါတယ်ကံတရားကြီးကစမ်းကြယ်လို့စမ်းကြယ်တဲ့သရဝါရီရှိနေရတာပဲဖြစ်ပါတယ်ဒီနေရာမှာဘယ်လိုစမ်းကြယ်တဲ့ကံတွေပြုလုပ်လို့ဘယ်လိုစမ်းကြယ်တဲ့သရဝါရီဖြစ်နေရလဲဆိုတာဝိနည်းပိဋကတ်တော်မှာလာတဲ့အတိုင်းပြောပြချင်ပါတယ်တခါကအရှင်မောကလန်နဲ့အရှင်လက္ခဏာနဲ့ဒေဇဂုတ်တော်မှာနေပြီးတော့ကြွလာတဲ့အခါမှာအရှင်မောကလန်ကရုစုပိတ္တာကြီးကိုမြင်ပြီးတော့ပြုံးတော်မူတယ် အာအရှင်လက္ခဏာကဘာလို့ပြုံးတာလဲပေါ့မေးတော့အမပြောပြဘူးတဲ့မြတ်စွာဘုရားအရှင်ရောက်မှပြောတဲ့အဲ့ဒီမေးခွန်းကိုမေးပေါ့မြတ်စွာဘုရားအရှင်တော်မောရောက်တော့အရှင်လက္ခဏာကအရှင်ဘောက်ကလန်ကိုမေးတယ်ခုနကပြုံးခဲ့ခြင်းအကြောင်းကိုပြောပြပါတဲ့အဲ့ဒါဆိုရင်ပြောပြမယ်အာကေဇဂောတောင်ပေါ်ကနေရှင်းလာတော့ဒေဝဆကုဒေဝဆကုနဲ့ကြည့်လိုက်တဲ့အခါမှာအယောစုပိတ်တာကြီးကိုတွေ့တာပေါ့နော်အဲ့ဒီအယောစုပိတ်တာကြီးကကြေးတွေကြီးတွေနော် စွန်ရဲတွေကသူ့အနောက်ကတကောက်ကောက်လိုက်ပြီးထိုးဆိတ်နေတာတဲ့အဲ့ဒီရိုးစုပိတ်တာကြီးအကားရမရချာပဲနဲ့။အော်အမိအမေကဲပါယူပါဆိုပြီးတော့အော်နေချာတာတဲ့။အဲ့လိုအရိုးစုပိတ်တာကြီးဒီလောကကြီးမှာတကယ်ရှိပါလား။ဒီလောကကြီးမှာဒီလိုသတ္တဝါတွေဒီလိုပိတ်တာတွေဒီလိုအတ္တဘောတွေရှိနေတဲ့သတ္တဝါတွေလောကကြီးမှာရှိတာဟောအဲ့လိုမျိုးရှင်မောကလန်ကပြောတော့မောကလန်ပြောတာမှန်ပါတယ်။အရင်တော့ကလည်းငါတွေးခဲ့တယ်။အဲ့ဒီသတ္တဝါတွေကိုပေါ့နော်။မြတ်စွာဘုရားအရင်ဆုံးရှင်မောကလန်ကဆောပြီးတော့တွေးတယ်။ တွေးတယ်လို့ပြောတာတရားတွေမယုံမှဆောလို့မပြောမိတာပါတဲ့မြတ်စွာဘုရားကမယုံကြည်လို့ရှိရင်တရားတွေရဲ့အစီအပွားမဲခြင်းကဖြစ်မှာဆောလို့မြတ်စွာဘုရားကမဟာကရုဏာတော်နဲ့မပြောပဲနေတာနောက်ထပ်အရှင်မောကလန်ကအဲ့ဒီဘေးစခုတ်တော်မှာဘယ်တရားတွေကိုထပ်တွေ့လဲဆိုရင်အတာတိပိတ်တာကိုတွေ့တယ်တဲ့အဲ့ဒီအတာတိပိတ်တာလည်းခုနအယုစုပိတ်တာအတိုင်းပဲအော်နေစားတယ်မြတ်စွာဘုရားကအဲ့ဒီမှာအတိတ်ဆက်ကြောင်ကိုပြန်ပြောပြတယ်အဲ့ဒီအယုစုပိတ်တာနဲ့အတာတိပိတ်တာဟာတဲ့ အရင်ကဒီရာဇကျိုးမြို့မှာပဲနွားတက်တမဖြစ်ခဲ့တယ်တဲ့အဲ့ဒါနွားတက်တဲ့သူတွေတတိထားပါနော်နောက်ထပ်အရှင်မောကလံဘာထပ်တွေ့လဲဆိုရင်အသာတုံးပိတ္တကြီးကိုတွေ့တယ်တဲ့ခုနဗီဒီယိုအတိုင်းလို့ပါနော်အသာတုံးပိတ္တကြီးတွေ့တော့မြတ်စွာဘုရားကအေးဟုတ်တယ်အဲ့ဒီအသာတုံးပိတ္တကလည်းတချင်ကဒီရာဇကျိုးမြို့မှာပဲမှတ်မှုဆိုပြေးခဲ့တယ်တဲ့အမုတ်ဆိုတွေပေါ့နော်မုတ်ဆိုတွေရအာဟုတုကံနောက်အရေးမရှိတဲ့ယောက်ျားကိုမြတ်စွာအရှင်မောကလံကတွေ့တယ်တဲ့ အရိုးတွေပဲပေါ့နော်အရေးမရှိဘူးအဲ့လိုယောက်ျားကိုတွေးခဲ့တယ်ယောက်ျားပိတ်တာကြီးပေါ့အဲ့ဒီယောက်ျားပိတ်တာကြီးကဘာအဟုတုကံတွေပြုခဲ့လဲဆိုရင်တိုးတက်တာတွေစိတ်တက်တာတွေစိတ်တက်တာတွေအဲ့ဒီအမှုတွေကိုပြုခဲ့တဲ့အတွက်ကြောင့်ဒီလိုအရေးမရှိတဲ့ယောက်ျားဖြစ်ခဲ့တာပါတဲ့နောက်တန်လျက်အမွေပေါက်တဲ့ယောက်ျားကိုတွေ့တယ်တန်လျက်အမွေတွေကသူ့ခန္ဓာကိုယ်အပေါ်ကနေပြီးတော့ဖောက်ဖောက်ကျနေတာပေါ့နော်အဲ့ဒီပိတ်တာကြီးတန်လျက်အမွေပေါက်တဲ့ပိတ်တာကြီးကိုတွေ့တော့ အဲ့တန်လေးအမွေပေါက်တဲ့ယောက်ျားပိတ္တာကြီးကလည်းတရားစကြဝဠာမှာတစ်ချိန်ကဝတ်တသမားဖြစ်ခဲ့တယ်တဲ့အဝတ်တတဲ့သူတွေသတိထားပေါ့နောက်ပြီးတော့မြားအမွေပေါက်တဲ့တော်ဟာပိတ္တာကြီးကိုတွေ့တယ်အဲ့တော်ဟာကတစ်ချိန်ကလက်မဆုံနဲ့အာနာတာဖြစ်ခဲ့တယ်ဟောအရင်ကဆိုဘယင်တွေကလူတက်ခံလို့ဆိုရင်အဲ့ဒီအာနာတအာနာတာအာနာတာတွေကိုခိုင်းလိုက်စီတာပေါ့တပ်ဖို့အတွက်အမိတ်ပေးတဲ့သူတွေအဲ့လိုလူမျိုးတွေဟာမြားအမွေပေါက်တဲ့ပိတ္တာကြီးဖြစ်တတ်တယ် ောက်တစ်ခုကအအမွေအအမွေပေါက်တဲ့ပိတ်တန်ယူတွေ့တယ်တဲ့အဲ့ဒီအဲ့ဒီကလည်းခုနအတိုင်းပဲပါးစပ်ကနေဝင်ရင်ကောင်းကနေပြန်ထွက်ရင်ကောင်းကနေဝင်ဘိုက်ကနေထွက်ဘိုက်ကနေဝင်အောင်းကနေထွက်အောင်းကနေဝင်ခြေတလုံးကနေထွက်အဲ့ဒီအအမွေကြီးတွေကအဲ့ပိတ်တန်ယူတွေ့ခဲ့တယ်တဲ့အဲ့ဒီပိတ်တန်ကြီးကတခြင်းကဒီဒါချိုချိုပြမှာပဲကုန်းတိုက်တဲ့သူဖြစ်ခဲ့တယ်တဲ့အာသူတို့ဘာတွေကိုမဟုတ်မမှန်ဆွဆွပြောဆိုပြီးတော့ကုန်းတိုက်တာပေါ့ သူတစ်ပါးရဲ့အချင်းမြောက်အောင်ရံဖြစ်အောင်ကုန်းတိုက်ပြောဆိုတဲ့သူအဲ့ဒါသတိထားပါနောက်တစ်ခုကလင်ဥဥပမာနောက်ဥပမာနောက်လောက်ရှိတဲ့လင်ဥကြီးရှိတဲ့ပိတ်တကြီးကိုတွေးခဲ့တယ်တဲ့လင်ဝေးစီပေါ့နော်အဲ့ဝေးစီကဥပမာနောက်လောက်ရှိတယ်ရေဥပမာနောက်လောက်ရှိတယ်အဲ့ဒီဝေးစီကြီးကိုတွားလို့ရှိရင်လည်းထမ်းသွားရတယ်ထမ်းလို့ရှိရင်လည်းအဲ့ဒီဝေးစီပေါ်မှာပဲထမ်းရတယ်အဲ့ဒီပိတ်တကြီးကိုတွေးခဲ့တယ်တဲ့အဲ့ဒီပိတ်တကြီးကတခြင်းကဒီဟာစုံမြုံမှာပဲကောက်ချစ်တဲ့ ရာလူကြီးဖြစ်ခဲ့တယ်။ကောက်ချစ်တဲ့တရားသူကြီးဖြစ်ခဲ့တယ်။အဲ့ဒါတရားသူကြီးတွေတတိထားပါနော်။နောက်တစ်ခုကမဆင်တွင်းထဲမှာဥကောင်းနဲ့တကွာနင်းမြုပ်နေတဲ့သူကိုနင်းမြုပ်နေတဲ့ပိဋကကြီးကိုတွေ့တယ်တဲ့။အဲ့ဒီပိဋကကြီးကတချင်ကဤရာကြုံမြို့မှာသူတစ်ပါးသားများကိုလွန်ကျူးတဲ့သူလွန်ကျူးတဲ့အမှုကိုပြုခဲ့တဲ့သူဖြစ်ပါတယ်တဲ့။အာသူတစ်ပါးသားများကိုအနိုင်ကျင့်တဲ့စော်ကားနေတဲ့သူတွေတတိထားမှာပါနော်။ ောက်တစ်ခုကမစင်တွင်းထဲမှာပဲဥကောင်းနေတကွနင်းမြုပ်ပြီးတော့အဲ့ဒီမစင်တွေကိုသူ့လက်နဲ့ပြန်ပြီးတော့ကော်စားနေတဲ့ပိတ်တာကြီးကိုတွေးခဲ့တယ်တဲ့အဲ့ဒီပိတ်တာကြီးကဘာအကုသို့ခံပြုလုပ်ခဲ့လဲဆိုရင်ကတ္တပဘုရားရှင်လက်ထက်မှာပုံနာကြီးတယောက်ဖြစ်ခဲ့တယ်အဲ့ဒီပုံနာကြီးကယဟန်ဖျားမှုရှိတဲ့တန်ခါတွေကိုဖိတ်ပြီးတော့သူကကျင်းတခြင်းတူထားတယ်အဲ့ဒီကျင်းထဲမှာမစင်တွေအပြည့်ထည့်ပြီးတော့အရှင်ဘုရားတို့လာပါကြွပါနော်စားနိုင်တော့စားပါ ယူရင်လည်းပြန်ပြီးတော့ယူသွားလို့ရပါတယ်ဆိုပြီးတော့အဲ့လိုမျိုးပြုလုပ်ခဲ့တဲ့ကံကြောင့်ဖြစ်ပါတယ်နောက်တစ်ခုကအရင်မရှိတဲ့မိမကိုမင်းအရင်မရှိတဲ့မိမပိတ်တာကိုတွေ့ခဲ့တယ်အဲ့ဒီအရင်မရှိတဲ့မိမပိတ်တာဟာတစ်ချိန်ကဒီရာဇုံမျိုးမှာလင်းကိုလွန်ကျူးရခြင်းနဲ့မိမဖြစ်ခဲ့တယ်တဲ့ဟုတ်လားကိုကိုရဲ့လင်းကိုကြော်ပြီးတော့ချာလင်းငယ်နဲ့ဖောက်ပြန်တဲ့မိမလိုမျိုးပေါ့နော်အဲ့လိုမျိုးတတိထားမယ်မိမကြီးဖြစ်တတ်တာပေါ့ ိတ်တာကြီးဖြစ်တတ်တာပေါ့နောက်တစ်ခုကဘာတွေ့လဲဆိုရင်အနတ်မကောင်းရုပ်လည်းဆိုးပြီးတော့အနတ်လည်းမကောင်းတဲ့မိမပိတ်တာကြီးကိုတွေ့တယ်တဲ့အဲ့ဒီလိုမျိုးပိတ်တာကြီးကဘာအကုသို့ပြုခုပြုလုပ်ခဲ့လဲဆိုရင်နတ်ကတော်ပြုလုပ်ခဲ့တယ်တဲ့နတ်ကတော်ဖြစ်ခဲ့ဘူးတဲ့အခုခေတ်ဒီမှာဆိုလို့ရှိရင်နတ်ဝင်ပူပြီးတော့နတ်ကတော်လောက်တာမျိုးပေါ့ဗျာအဲ့ဒါလည်းတတိထားပေါ့နောက်ပြီးဘာတွေ့လဲဆိုရင်ကောင်းကင်၌သွားတော့ထောက်ဝန်းကျင်မှာမိခဲတွေတဖာဖွာကြပြီးတော့ မိကြီးမိဘမှာလူလည်းခံနေရတော့အဲ့ဒီမိလောင်ထားတဲ့အဖို့တွေမှာအရေးတစ်ဆက်ဆက်ယူထွက်နေတော့မိမပိတာကိုတွေးခဲ့တယ်တဲ့ထိုမိမဟာကာလင်ကမင်းကြီးရဲ့မိဘကောင်ကြီးဖြစ်ခဲ့ပါလေအဲ့ဒီမိဘကောင်ကြီးဟာမနာလိုမှုတွေနှိပ်စက်ပြီးတော့သူနဲ့လင်တူတဲ့မိမကိုမိကြီးအိုခင်ဖြစ်တုံလောင်းခဲ့တဲ့အကုသိုလ်ကံကြောင့်ဖြစ်ပါတယ်နောက်တစ်ခုကကောင်းကင်၌သွားတော့ဥကောင်းမပါတော့ကိုကိုကိုရှိတဲ့ပိတာကြီးကိုတွေးတယ်တဲ့ အဲ့ဒီဥကောင်းပြကိုယ်ကအဲ့ဒီဥကောင်းပြကိုယ်ရဲ့ရင်ဝါမှာမျက်စိနှလုံးရှိတယ်။သူ့ပါးစပ်တွေဟာလည်းအဲ့ရင်ဝါမှာပဲရှိတယ်။သူကဘာအာဟုတုကံပြုခဲ့လဲဆိုရင်အာဟာရကခေါ်တဲ့ခိုးသူတယောက်ကြာဖြစ်ခဲ့ဖို့တဲ့အဲ့ဒါကြောင့်ဖြစ်ပါတယ်။နောက်တစ်ခုကယဟန်နေတာမေတွေနော်မြင်ရတယ်။အဲ့ဒီယဟန်နေတာမေတွေကသူတို့ရဲ့ဒုကုတ်တွေသင်္ကန်းတွေတပည့်တွေကမီးလျှံပြောင်ပြောင်တောင်းလောင်နေတာပေါ့။တွေ့ခဲ့။အဲ့ဒီယဟန်တန်ဃာတွေက အဲ့ဒီယဟန်တန်ကဆိုတဲ့ပိဋကတွေကဘာဖြစ်ခဲ့လဲဘာလုပ်ခဲ့လဲဆိုရင်ကတ္တပဖျားရှင်လက်ထက်သာသနာတော်မှာယဟန်ရုပ်တွေဖြစ်ခဲ့လို့တဲ့အာယဟန်တန်ကတွေအနည်းနဲ့သိထားမှာပေါ့အဲ့ဒါထူးဆန်းတဲ့အကံတွေပြုလုပ်တဲ့အတွက်ကြောင့်ထူးဆန်းတဲ့တရားတွေဖြစ်နေရတာပဲဖြစ်ပါတယ်